ပူရင်နဲ့တွဲစားတဲ့အာလူဟင်းကိုချက်တဲ့အခါမှာအာလူဟင်းကိုရိုးရိုးချက်သလိုမျိုးဤတဲ့အရာသာမျိုးမရပဲနဲ့ချင်းနဲ့ဆက်တဲ့အရာသာလေးနည်းနည်းပါတယ်ပေါ့နော်အာလူဟင်းလိုမျိုးချက်ချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးသွားပါဒီအာလူဟင်းချက်တဲ့အခါမှာအာလူကစစ်စစ်လေးနဲ့အရာသာပူကောင်းစေဖို့အတွက်ရှမ်းအာလူကိုသုံးရပါတယ်အာလူကိုအတုံးတုံးလေးတွေတုံးပြီးတော့အရာသာကို စားရဲငါးသမုတ်ရင်နေထားပါမယ် ီနဲ့နဲ့ထည့်ပြီးတော့ကြက်သွန်ဖြူလေးကိုအယုံဆုံးမွေးလာသည့်ဖြူကိုစီတတ်ပါမယ်။အယောင်လာဖို့အတွက်ကိုစနွေးမုံလေးနဲ့ထည့်ထားပါရစေ။ပြီးရင်တော့ဒီအာလူဟင်းကိုမွမွေးလေးဖြစ်စေဖို့အတွက်ဇီယာရဲ့မုံရင်းဇီယာကိုထည့်ပြီးတော့ခဏလောက်မွေးပေးပါရစေ။ပြီးတော့သင်ရွက်ကလေး၃-၅ရွက်ကိုလည်းထည့်ထားပါရစေ။ ပူရီတို့ဘလာတာတို့နဲ့တွဲစားဖို့အာလူးရင်းချက်တဲ့အခါမှာခလင်းကျင်ပြီးရဲ့ငေယူသီးစိမ့်ရဲ့ဟုတ်မဖြစ်မနေထဲဘူးမမေ့ပါနဲ့ဒါမှအာလူးရင်းရလေးမအီဘဲနဲ့ချင်းနဲ့ဆက်တဲ့အရာသာနည်းနည်းလေးဆွတ်ထားပြီးတော့လေတော်တော်လေးစားကောင်းစေတာပါ Dairy ကိုမွှေးလာသည်ဒီစီးတက်ပြီးပြီဆိုရင်တော့အာလူးကိုထည့်ပါတယ်ခဏလောက်မွှေးပြီးရင်ရေကိုအာလူးမြုပ်သည်ဒီထည့်ပြီးတော့တဲပေးရပါတယ် မီးလည်းလည်းနဲ့ပဲတည်ပေးထားပါရေလည်းအခန်းအာလူလည်းအမှုပါပဲအာလူဟင်းကိုခက်ပြစ်ပြစ်ကလေးနဲ့အရသာပိုရှိစေဖို့အတွက်ပဲစိမ့်မှုတစ်စုံရေဖြိုပြီးတော့ထည့်ရပါတယ်အာလူနူးပီတီကိုမီးလည်းလည်းနဲ့ပဲတည်ပေးထားပါဒီခမ်းပြီဆိုရင်တော့အာလူးလည်းနူပါပြီ။ခြေလေးကလေအာလူးသင်းကိုအရေးလေးနဲ့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်ရေခမ်းသွားလို့အာလူးတွေကိုရေနွေးနဲ့ရောထားပါဗျ။ ပြီးရင်အရေတဲကိုအာလူရတာတွေစိတ်ဝင်စီဖို့အတွက်အာလူ၃လေးဒုံးလောက်ကိုဇွန်းလေးနဲ့ခုလိုမျိုးဖြည့်ချပေးရပါတယ်။နောက်ဆုံးမစလာခတ်ပါမယ်။ဒါဆိုရင်တော့အရန်မွေးနေပြီပေါ့နော်။ဒီတစ်ခေါက်မှာတော့အာလူဟင်းနဲ့ချပါတီနဲ့တွဲစားမှာပါ။ချပါတီလောက်တဲ့နည်းကိုလည်းတင်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှိပေးပါအောင်ရှင်။